ခုနောက်ဆုံးပိတ်မိမိကိုကိုမိမိခုခံကာကွယ်တဲ့သဘောနော်ခံစစ်တွေပဲကစားရတယ်ဆိုလို့ဆိုဟိုဘက်ကနေပြီးအလုံးရင်းလိုက်တိုက်လို့ဒီဘက်ကပြန်ခံချရတာအဲ့ဒီကောင်တွေကိုနော်လက်ရှိပေါ့နော်ပြည်သူစစ်ပဲဖြစ်ဖြစ်ပြီးတော့လုံထိန်မဲ့ဖြစ်ဖြစ်ပြတို့တွေအင်အားဖွဲ့ပြီးပြီးတော့တို့တွေကိုရှင်းန်းပို့ရအဲ့ဒီဆုံးချုံထားတဲ့နေမျိုးတွေကိုအဲ့ဒီကောင်တွေကိုသွားတိုက်ပြီးသွားတိုက်ခိုင်းရမှာ ဟိုင်းချာရမီဘာပီတူညီကိုမော်မာမြအားလုံးပဲမင်္ဂလာပါ news bit channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါရယ်2025ခုနှစ်မတ်လ20ရက်နေ့ကျတို့နေ့လည်ပိုင်းနဲ့ညနေပိုင်းတို့ပေါ့နော်နောက်ဆုံးကြားသိရတဲ့တလန်တရင်းကောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကျွန်တော်လည်းသူဆက်ဆုံးကြည့်ရှုပေးချဖို့အားလုံးကိုဖိတ်ခေါ်ပါရယ်ပထမအဆုံးအနေနဲ့ကျတို့ခါတိုင်းလိုပဲဗီဒီယိုတွေမှာကြည့်ခင်မှာအယုံဆုံးအနေနဲ့သတင်းတိုးလေးတွေကြည့်လိုက်ရအောင်နော်ပထမအဆုံးသတင်းတိုးအနေနဲ့ကတော့ မကွေးတိုင်းကဖဲမြို့နယ်ပရန်းတန်းနယ်မှာစစ်စင်ရဲ့အမိတ်မနာခံမှုနဲ့ဖမ်းဆီးခံထားတဲ့တမ88ကဒုတယမှုတဦးကိုစစ်ကောင်စီတပ်ကနေမြို့မှာမူလရထူတိုင်းပြည်လဲတာဝန်ထမ်းဆောင်ဖို့ဖိအားပေးစစ်ခိုင်းနေတယ်လို့သိရတာပဲဖြစ်ပါတယ်။အေဘက်ကအင်အားများတာကို82ခိုင်းတဲ့သူ့စစ်ကြောင်းရဲ့သူရောအသေးတော့မခံဘူးဆိုပြီးတော့မစစ်မတိုးပဲနောက်ပြန်လဲလာတာသူကဒူယမှုဆိုတော့သူ့ကိုပဲအမိတ်မနာခံမှုနဲ့ဖမ်းပြီးတော့မှတပ်နယ်ထဲမှာစုံခုံဖွဲ့ပြီးတော့မှစစ်ဆေးနေတယ်ဆိုပြီးတော့မှပရန်းတန်းနယ်နဲ့နှိဆက်သူသူကနေမြို့မှာပြောဆိုထားတာပဲဖြစ်ပါတယ်။ ပန်းစစ်ခံထားရတဲ့ဒုတိယမှုဟာဆိုရင် DS ရဲ့ပတ်စဉ်48စင်ဘုံမတန်းစီအောင်ဖြစ်ပြီးတော့မှအဲ့ဒီအထက်ကစစ်စင်ရဲတွေအတွင်းမှာအမိတ်မနာခံမဲ့နဲ့ပြန်လည်ဆုတ်ခွာလာခဲ့ပေမဲ့မူလရာထူတိုင်းတာဝန်ပြန်ထမ်းဆောင်ဖို့ပရန်တက်နဲ့စစ်ကောင်စီတပ်ထိပ်ပန်းရာရှိတွေကနေပြီးတော့မှဖိအားပေးနေတယ်လို့ပြောထားတာပဲဖြစ်ပါတယ်အခုဆိုရင်ပေါ့နော်ဖိအားပေးခံရတဲ့စစ်ကောင်စီတပ်ရင်းမှုကတော့တော်တော်လေးကိုစိတ်နာတော်ရဖြစ်ပြီးတော့မှကျွန်တော်ဘက်ကအလင်းမြန်ဆုံးကိုပြောင်းတင်နေတာပဲဖြစ်ပါတယ်မဟုတ်ဘူးဆိုရင်တော့သူတွေနဲ့အေးနဲ့ပုံသဖို့နေရပေါ့နော် ထိုးစစ်တွေကြောင့်ဒီတိုက်ပွဲရှိမိနစ်ပြင်မှာပဲမျိုးစာဖြစ်သွားနိုင်တယ်ဆိုတာအခုဆိုသူကိုယ်တိုင်သဘောပေါက်နေတော့မလို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအထက်ကနေပြတော့မဘလောက်ဖိအားပေးပေးပေါ့နော်ကိုစံနှက်ရှိတယ်ဆိုရင်တော့ပြည်သူ့ဘက်ကအလိမြန်ဆုံးကုပြုံးတင်နေတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းသဘောအနေနဲ့ကတော့အေယဝတီတိုင်းလေးမြနာမြို့နယ်မှာ AA နဲ့စစ်ကောင်စီတပ်တွေကြားတိုက်ပွဲပြင်းထန်နေပြီးတော့မှအကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်တေဆမှုများပြားပြီးစစ်သားအလောင်းတွေကိုအင်ကပူကိုပို့ဆောင်တကြုံနေရတယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ် အဲ့ဒီကြွေးရတွေမှာဆိုရင်ထိတွေ့တဲ့ပွဲတွေရနေ့ချင်းထိပြင်းထန်နေပြီးတော့မှအချမ်းပဲစစ်တပ်ဘက်ကတိခိုက်တေဆုံမှုများပြပြီးတော့မှတေဆုံသူတွေကိုအင်ကပူမြို့နယ်ကွင်းကောက်ဒေသပတိမွန်ရလမ်းမကြီးဘေးမှာရှိတဲ့အိုရင်းကုန်းကြွေးရမိတဂျူစစ်ကိုပို့ဆောင်တဂျူနေရတယ်လို့သိရတာပဲဖြစ်ပါတယ်။မလ18နေ့လောက်ကလေးကစပြီးတော့မှလင်းမြနာမြို့နယ်မှာတပွဲအတော်ပြင်းထန်တယ်လို့သိရတယ်။ဝက်ကုန်းကြွေးရအုပ်စုထဲမှာဖြစ်နေတာဒီနေ့ထိလည်းတပွဲကပြင်းထန်နေတယ်လင်းကလည်းဘုံကျနေတော့ဝက်ကုန်းအုပ်စုအတွင်းကရွာတွေကစစ်ဘေးတင်းရှောင်နေရတယ်ဆိုပြီးတော့မှဆေးတရင်မြစ်ကနေပြန်မှပြောဆိုထားတာပဲဖြစ်ပါတယ်။ ကျွန်တော်အေးနဲ့ပူအောင်တဖို့နေကတော့အခုဆိုတိုင်းတုံတိုင်းဆက်စည်နေတာပေါ့နော်မကွေးပကူအရာတွေစားတဲ့ဒီတိုင်းတွေထက်ကိုဝင်လာတာဖြစ်ပြီးတော့မှကျွန်တော်တို့ကပါဆာဆလင်းနေရုံတွေကိုတိမ်မဲ့ဖို့စ조사နေတဲ့အချိန်မှာပဲတဖက်ကနေပြီးတော့မှအရာတွေတိုင်းထဲမှာရှိတဲ့ပေါ့နော်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုစတင်ပြီးတော့မှထိုးစစ်ဆင်တိုက်ခိုက်နေတာပဲဖြစ်ပါတယ်မကြာခင်မှာတော့အဲ့ဒီတိုင်းတုံတိုင်းထက်ကပေါ့နော်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသူတို့ရဲ့စခန်းတွေကိုလဲလဲဆုံရှုံရတယ်ဆိုတော့ပေါ့နော်တရင်ကောင်းလေးတွေတပြေတော့မှကြံဖို့ရှိတာဖြစ်ပါတယ် ကဲကျွန်တော်တို့ဒီနေ့နေခင်ပိုင်းမှာပထမဆုံးနဲ့ကျမကတော့အခုဆိုရင်စစ်ကောင်စီနေနဲ့လေလေဆုံရှုံထားတဲ့ပေါ့နော်နေမျိုးတွေကိုပြန်လည်ရယူသွားမယ်ဆိုပြီးတော့မှမြောက်လိုင်းကနေပြီးတော့မှကျွေးကြော်လိုက်တာမလို့အဲ့ဒီစစ်ကြောင်းထိုးလာမဲ့အုပ်စုတွေထဲမှာဘောမတွေနဲ့ကျွန်တဲ့ lobby တိုက်ကိုထဲသွင်းတင်နေဆိုတဲ့ပေါ့နော်ရေဘော်ရှင်လေးရဲ့အကြံပြုချက်ပဲဖြစ်ပါတယ်ရေဘော်ရှင်လေးဘယ်လိုမျိုးတဲ့ပြထားလဲဆိုတာကျွန်တော်တို့စာချလိုက်ရအောင်နော်သူကြစမ်းကြေကိစ္စပါနိုင်ငံတော်ကမှဆုံရှုံထားတဲ့မြို့ရွာနေမြေတွေကို ပြန်လည်တိုက်ခိုက်ရယူပေးနိုင်တဲ့သူတွေကိုယာတူးအကြီးကြီးတွေအပြင်ဘွဲစိတ်တွေပါချင်းမြင့်သွားမယ်လို့အကြမ်းဖက်ဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကချိန်ညာလိုက်ပါတယ်တကယ်ဆောက်ယူနော်မင်းအောင်လည်းမင်းဒီကျွန်တော်မတင်ပြခင်မှာကျွန်တော်ပြေးပြီးတော့မြင်တဲ့သူတွေရှိတယ်ဗျာဆိုတော့လက်ရှိအချိန်မှာအကြမ်းဖက်စစ်ခွေးရက်ကွက်ကလော်ဘီကောင်းတွေအချောင်မျိုးမင်းတို့လိုမျိုးအချောင်ဆိုးဦးတို့လိုမျိုးအပြော့ပါလားဇော်ဘောခင်းတို့လိုမျိုး အာအကုန်လုံးပေါ့ဗျာပြီးတော့ဗာလဲစပင်းအလေခွဲနဲ့အဲ့ဒါအရှင်းမှာအဖြူအကြောင်းနှစ်ကြောင်းနဲ့အောင်းမဲအောင်းမဲဆိုတော့အကုန်လုံးပေါ့နော်ပြီးတော့ဗာလဲအာဗာခေါင်းပြောင်နေတဲ့ကောင်တကောင်ရှိသေးတယ်ကျွန်တော်ဒီကောင်နေဟိုကျွန်တော်နမေဒီထက်ပြောချင်တော့ဘူးဗျာဆိုတော့အဲ့ဒီကောင်နေကိုနော်လက်ရှိပေါ့နော်ပြည်သူစစ်ပဲဖြစ်ဖြစ်ပြီးတော့လုံထိန်းနဲ့ဖြစ်ဖြစ်ဗျာသူတို့အင်အားဖွဲ့ပြီးပြီးတော့သူတို့ကိုရှင်းန်းပို့ရမှာအဲ့ဒီဆုံးဆုံးထားတဲ့နေမျိုးတွေကိုအဲ့ဒီကောင်တွေကိုသွားတိုက်ပြီးသွားတိုက်ခိုင်းရမှာ ပြီးတော့အောင်ငွေလည်းပြောနေကြတယ်လက်ရှိကျွန်တော်တို့နိုင်ငံအတွင်းထဲမှာရှိတဲ့အမှုပညာရှင်တွေပြီးတော့ဂျမဖတ်စစ်ခွေးဘောကို special မနေတဲ့ရုရှားပြန်လိုက်ဘောပြေးမလိုက်အာပြလောက်ချီပြီးတော့ဗာလဲဥညွတ်ကတာလည်းနှစ်ဖူးနဲ့အငဲသိမ့်နဲ့ထီတော့မဲ့ပုံစံဆိုတော့အဲ့လိုမိသားစုတွေအကုန်လုံးကိုအဲ့ဒီဒါသူတို့ရဲ့ပေါ်တော့ဒါဒီစစ်ကြောင်းကြီးမှာထည့်ပြီးတော့ဆုံဆုံထားတဲ့နေမြေကြီးကိုပြန်လဲအရာယူပေးဖို့လုပ်သိနေလို့ကျွန်တော်ကဒီကနေပြီးတော့အကြံပြုချင်တာ ဆိုတော့ဒါကကျွန်တော်ဒါတကယ်စိတ်ရင်းနဲ့ပြောတာပါဘာဖြစ်လို့လဲဆိုတော့သူတို့ကတကယ်ကိုစိတ်အားထက်သန်နေတဲ့သူတွေလည်းရှိတယ်ဆိုတော့သူတို့ပြောနေတာတွေကလည်းတကယ်ကိုစိတ်ရင်းမာပြူရတယ်အရန်မြောက်တယ်ဗျာဥပမာဆိုပါစို့ KNU ကျဲကျွန်တော်တို့အဓိကဌာနချုပ်ကြီးတွေကိုခလုတ်လေးတစ်ချက်နှိပ်ပြီးတော့ခွဲဖို့ပြောနေတဲ့အကြောင်းအရာတွေအဲပြီးတော့ကျွန်တော်တို့ဒါတော်လိုင်းရေးတပ်ဖွဲ့ဝင်တွေကိုဘယ်လိုမျိုးစခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်ဖို့ပြီးတော့ကျွန်တော်တို့ရဲ့ drone တွေကိုဘယ်လိုမျိုးသူတို့တွေခုခံဖို့ဒါမျိုးတွေပေါ့ဗျာဆိုတော့သူတို့ပြောတဲ့ ပြောဆိုတွေကိုကျွန်တော်တို့တစ်ခါတည်းရမှာကျွန်တော်တို့မကြည့်ချင်တော့မှတက်လာတဲ့သတင်းတွေရှိတယ်ဗျဆိုတော့သူတို့တွေကတကယ်ရည်ချင်းရှိမယ်လို့တော့ကျွန်တော်တော့မြင်မိတယ်ဆိုတော့အဲ့ဒီသူတွေကိုလက်ရှိနိုင်ငံတော်ဟမ်းမှာအာအချမ်းမဖက်စစ်ခွေးဘောကို special မနေတဲ့အကောင်တွေအမှုပညာရှင်တွေရောအပြီးတော့အမှုပညာရှင်တွေရောအပြီးတော့ဇက်သပင်ရောအပြီးတော့ကျွန်တော်တို့အခြားသောအညာရှိပါဗျာ musical တွေရောနော်အာကျွန်တော်မြင်ပါတယ်သိပါတယ်ဆိုတော့သူတို့တွေကိုအဲ့ဒီစစ်ကြောင်းကြီးထဲမှာထည့်ပြီးတော့ ဆုံးဆုံးထားတဲ့နေမြေတွေကိုအရာယူပေးဖို့သူတို့တွေလုံးသိနေပြီးတော့လုံးနိုင်တယ်လို့တော့ကျွန်တော်ကမြင်နေပြရဘရှန်လေးပြောတာအရင်ကကောင်းတယ်နော်အခုဆိုရင်ကျွန်တော်တို့မြောက်လိုင်းကနေပြတော့မှသူတို့နေမြေဆုံရှုံထားတဲ့နေရာတွေကိုစစ်ကြောင်းထုတ်ပြတော့မှအရပြန်ယူပေးနိုင်တဲ့လူတွေကိုဒီပွဲတဆိတ်တွေပြတော့မှအရာထုတ်တွေလည်းတိုးပေးမယ်ဆိုပြတော့မှပေါ့နော်မြေလုံးပြလိုက်တဲ့အချိန်မှာကျွန်တော်တို့အားလုံးစဉ်းစားမိတာတော့ နေခုချိန်ထိပြည်သူလူထုကိုတပြက်ဖို့လုံဆောင်နေကြတဲ့ဒီဘောအမတ်တိုင်းနဲ့လော်ဘီတွေအားဆိုရင်ရွှေဆုံကနေပြည်သူမှတွားတင်နေတာပဲဖြစ်ပါတယ်။နောက်ကနေပြည်သူမှသူ့ရဲ့ဒီအပေါင်းပါတွေဖြစ်တဲ့ပေါ့နော်။ဒီဘောစီရင်မှုပညာရှင်တချို့နဲ့စစ်ကောင်စီနဲ့ပတ်သက်နေတဲ့ခရိုနီတတိုက်ကတော့လိုက်တင်နေတာပြည်သူမှနောက်ဆုံးမှာတော့မြောက်လိုင်းအနေနဲ့ပြည်သူမှ UCU ဆောင်တဲ့ပေါ့နော်ပုံစံမျိုးနဲ့တွားတင်နေတာပဲဖြစ်ပါတယ်။အခုဆိုရင်ကျတို့ ူပေါင်းတပ်ဖွဲ့ဝင်တွေရထိုးစစ်တွေဆိုရင်မျောလင်းတို့ရှိတဲ့နေပြည်တော်ထိပ်တောင်မှရောက်ရှိဖို့လက်သကောင်းကွာမှာရောက်နေတာဖြစ်ပြီးတော့မှမကြခင်မှာတော့ဗောနော်သူတို့နေတဲ့ဒီလိုမျိုးစစ်ပြီးတော့မှအားချောင်းနေဦးမယ်ဆိုတော့ကျိုးရဘက်ကနေပြီးတော့မှဗောနော်ထိုက်တင်လျောက်ပါတဲ့ပြည်တံတွေကိုချမှတ်ဖို့ရှိနေတာဖြစ်ပါတယ်။ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကြော်မျိုးမြရနေပြီးတော့မှမနေ့ကကျွန်တော်ဗောနော်ရန်ကုန်မှာဒီမြန်မာကျပ်ငွေဘီလီယံတန်ချေးရှိတဲ့မြို့ဈေးတွေကိုမိပြီးတဲ့နောက်ပိုင်းမှာ AA က အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှဦးစီးဦးဆောင်လို့ကန်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ပေါ်လိုဘက်ဆက်တွေပြောထားတာဖြစ်ပါတယ်ဒီကောင်ဘယ်လိုမျိုးအားချောင်ထားလဲဆိုတော့ကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်ဝါနဲ့အေးနဲ့ပေါင်းပြီးခုပန်ဆက်အနေလုံထုတ်ထွက်လာတယ်ဆိုကြတဲ့ဝါနဲ့အေးနဲ့ပေါင်းပြီးမွေးစေးဝါတွေကိုခုနကဒီမလေးရှားပယ်လေပြင်းတို့ဖြတ်ထွက်နေတယ်ညာပြီးစဉ်းစားထွက်နေတယ်ဆိုတဲ့သဘောပဲအဲ့တော့အဲ့ဒီလိုမျိုးငွေရနေမှာတော့အေးကခင်ဗျာပတ်စံတစ်လောက်ဘုံဘောလောဖောချင်းတောချင်းတွေရနေမှာတော့အေးကငွေတစ်လောက်ရှင်နေမှာတော့ခင်ဗျာဒီကောင်လေးလက်နဲ့လဲဝယ်နိုင်ပြီပေါ့ဗျာနော်ဝါတို့ဝါတို့ဆက်မယ်အတွေ့လဲမွေးစေးနဲ့ရောင်းဆက်မှာပဲမွေးစေးတဲပြီးရောင်းဆက်မှာအဲ့တော့အဲ့ဒါ မွေးစင်းနဲ့လက်နက်အင်အားကြီးထွက်လာတဲ့အဖွဲ့အစည်းကိုဘလို့လုတ်ပြီးတော့ကျွန်တော်တို့သွားတိုက်ဟေးဆိုရင်တတ်မတော်ကတော်တော်တိုက်ရမှာသဘောဘာလို့တော်တော်တိုက်ရမှာသဘောလူမျိုးကြီးကလည်းအမြင်အကျဉ်းသေးတယ်ပြီးရင်မွေးစွားနဲ့လည်းချမ်းသာသေးတယ်တချို့တရုတ်ရခိုင်တရုတ်တွေမွေးစွားနဲ့ချမ်းသာတာမှာပပတ်ဆက်ချမ်းသာတော့ပပတ်ဆက်ကိုပံပိုးလာပပတ်ဆက်ပံပိုးလာအဲ့လိုမျိုးပြီးတော့အိုက်ရည်အားလုံးကနောက်ကမှထွန်းမြနိုင်ဥစုကလက်ဝဲကြီးအုပ်ထားတယ်ခြင်ထားတယ်ဒါကြောင့်ထွန်းမြနိုင်ကမွေးရည်ရသာပဲခင်ဗျာမွေးရည်သာ esco bar လို့ပဲခင်ဗျာထွန်းမြနိုင်မွေးရည်ရသာ esco bar လို့ပဲခင်ဗျာနောက်ကြလို့ရှိရင်ထွန်းမြနိုင်ကိုမျက်နှာကိုမျက်လုံးလေးပဲဆွဲပြီးလို့ကတ်ကြည့်လို့မျက်လုံးလေးပဲကြည့်လိုက်ပြီးဟိုကတစ်ချိန်တော့ကဘာကျော်မွေးရည်ရသာပြီး esco bar ကို ုံနဲ့နှစ်ခုမျက်လုံးချင်းပဲဒီမျက်လုံးလေးပဲဒီကိုချက်နှစ်ခုချကြည့်လိုက်နှစ်ယောက်ချကြည့်အဲ့ဒီမျက်လုံးတွေကတိတ်ကြောက်စရာမင်းဘာနဲ့မှပိုတူတာနော်ဒုတိယကကျွန်တော်ပြောဘူးလေတခြားပြောဘူးလေကျွန်တော်လည်းကြည့်တော့မှသူပြောကောင်ကြည့်တော့မှဟာဟုတ်တယ်ဟာတကယ်လန့်တယ်တကယ်လန့်အဲ့မျက်လုံးတွေကတိတ်ကြောက်စရာကောင်းတယ်ဆိုတာသူပြောဘူးလေတကယ်လဲကျွန်တော်တို့တခြားကြည့်တော့မှတကယ်လဲကြောက်စရာကောင်းတယ်အဲ့တော့မွေးရဲ့ gain star ခင်ဗျာဟိုတူးအေးတယ်ရက်ဆက်တယ်ပြီးရင်မဟုတ်တာမှလည်းအကုန်လုံးပါသူကိုကျိုးစီဝါတို့အကုန်လုံးမယ်ဆိုတော့လူမျိုးတွေမှာပါတယ်အဲ့အပုံစံမျိုးပေါ့နော်အဲ့ဆိုတော့ခင်ဗျားတို့စဉ်းစားကြည့်မယ်ဆိုရင်တော့အဲ့ဒါအဲ့ဒီထွန်မြတ်နိုင်ရဲ့ဝရဲ့နော်ထွန်မြတ်နိုင်အေးထွန်မြတ်နိုင်ရဲ့ဝရဲ့ ခုနဒီရန်ကုန်ရောက်သူမျိုးမြို့မပြီးမကြီးတွေရောက်တဲ့ရခိုင်ရခိုင်သထေးတွေချို့ရဲအချို့ရဲနောက်တစ်ခါဒီအဲ့ဆက်ဆက်တဲ့ခွင်းဆက်တွေရဲအကုန်လုံးပေါင်းပြီးတော့မွေးစေဝါဘယ်လောက်ထိဖြန့်နေလဲဆိုတော့တိတ်ကြောက်စရာကောင်းတယ်နောက်ဝါဘယ်လောက်ကြီးနေလဲဆိုတော့အဲ့တိုင်ဘယ်လောက်ကြီးနေလဲဆိုတော့ကျွန်တော်တို့မသိနိုင်တော့ဘူးတော်တော်ကြီးသွားတယ်ကဲဟာတာနော်ဖော်ထုတ်တဲ့အဖွဲ့အစည်းကတော့ကျေးဇူးတင်တယ်ပြီးတော့အဲ့ဖော်ထုတ်တဲ့ရဲတပ်ဖွဲ့အရာရှိဝင်နေရဲတပ်ဖွဲ့တွေလို့မွေးတပ်ဖွဲ့ဝင်နေအဲ့အဖွဲ့တွေအနေနဲ့ဒီကိစ္စကိုဖော်ထုတ်တာဘီလီယံတရာလောက်ရှိတဲ့မွေးစေဝါရဲ့ကိစ္စကိုဖော်ထုတ်တာတကယ်ကိုချီးကျူးပါတယ်ကျွန်တော်ဒီနေ့ကလမ်းချီးကျူးပါတယ်ခင်ဗျားတို့တချိန်တုန်းကတော့ပြောခဲ့တယ်ဒီကိစ္စလေးတခုမှတော့ခင်ဗျားတို့တကယ်ချီးကျူးပါတယ် များများပေါ်ထုတ်ပါမြန်မြန်ပေါ်ထုတ်ပါထိထိရောက်လုပ်ပါဘာလို့ဆိုအဂရိနောက်ကိုလိုက်ရင်းနဲ့ကျွန်တော်တိုင်းပြည်ကအဂရိအမိုက်မောင်နဲ့မဖုံးပြီးတော့တိုင်းပြည်ကရှုပ်ရှက်ရှုပ်ရှက်ခက်ဆုပ်ပြတ်တက်ကုန်တယ်တွေ့ရတယ်အဲ့တော့ကျွန်တော်တို့ကတစ်ခါတည်းကြာရင်တဘွားမှာတစ်ခေါက်လောက်ယူသားလိုက်တာနဲ့အမြတိုင်းပြည်ကတော်တော်လေးတန့်သွားပါလိမ့်မယ်တစ်ခေါက်လောက်တော့ယူသားပေးကြပါအချိန်ချင်းမှာယူသားရတယ်နော်ပစားတော့ဟိုမယူမသားရေလုတ်ခဲရေလုတ်ခဲရလိမ့်မယ်လုတ်ခဲပါလူဟာမတ်ရတယ်ဟိုငွေရင်နောက်လိုက်သွားရတယ်ငွေကြီးသန်းရွှေကြီးသန်းနောက်မကြီးသန်းငွေရေစိုးကြီးသန်းထိတယ်ဒါပေမဲ့အားလုံးကိုနားလဲသွားတယ်နေကိုလည်းလုံလောက်ပြီဆိုတဲ့နေကိုကိုကိုထိနေနေနေကြရင် ဘဝမှာတစ်ခေါက်တော့ယူသားပေးလိုက်ပါတစ်ခါတော့တော့တိုက်ပြီးဦးမှာယူသားပေးကြပါအဲ့ချိန်ကျရင်အဲ့ယူသားမှုကနေရတဲ့လက်ခုပ်တန်လေးကဘလောက်ကြည်လို့ပေါကောင်းလဲဆိုတော့ခင်ဗျားတို့တဖြည်းဖြည်းသဘောတူသွားလိမ့်မယ်ခင်ဗျားတို့ယူသားလှုပ်လိုက်လို့ရတဲ့လက်ခုပ်တန်ကခင်ဗျားတို့တေးတဲ့အထိပီတိနဲ့တေးရလိမ့်မယ်မယူမသားနဲ့စားထားတဲ့ရထားတဲ့ပတ်စံကနေ့စဉ်စားနေတဲ့ထမင်းကအမြဲတမ်းပူလောင်နေလိမ့်မယ်ငါ့ဘဲကောင်းများပြန်ဖော်အောင်လုပ်မလဲဆိုတော့ပူလောင်မှုနဲ့နေရလိမ့်မယ်အဲ့လိုမျိုးကတော့မြေပါအခုချိန်မှာခန်းစားနေရတာလေကျွန်တော်အခုဆိုရင်တော်လိုင်းရဲ့တပ်ဖွဲ့ဝင်တွေနော် ပြီးပြီးတော့ကဝဲတပ်ဖွဲ့ဝင်တွေနဲ့ပူပေါင်းပြန်မှစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအပြက်ပြက်အချိန်မွန်တိုက်ခိုက်နေတဲ့အချိန်မှာမျောလာရတော့သူရဲ့နေမှာတင်ဘကာရီကိုတို့ကျင့်တွေတူပြီးတော့မှလှုပ်ဆောင်နေတဲ့ဆူပရမတ်တောင်မှာကျွန်တော်တရင်ရထားတာဖြစ်ပါတယ်။ဒီကြော်မင်းမင်းပြတဲ့ဒီမွေစစ်ကိစ္စတော့ပေါ့နော်။မျောလာရဲ့စစ်တပ်နဲ့တခြားဒီမွေရဲ့စားတွေပူပေါင်းပြီးတော့မှအေအေကိုနိုင်ငံရေးလမ်းစဉ်ရ အပုတ်ချတိုက်ခတ်တာပဲဖြစ်ပါတယ်အေးကိုတိုင်ကနေပြတော့မှာပေါ့နော်အဲ့ဒီမွေးရစေးကိစ္စအဆိုရင်သူတို့နဲ့လုံးဝတစ်ဆိုင်ချင်းမရှိဘဲနဲ့မြောက်နိုင်တို့စစ်ကောင်စီကနေပြတော့မှာတမင်တက်တက်လုံးကြံဖန်တီးထားတဲ့ဇလန်းသားဖြစ်တယ်ဆိုပြတော့မှာဒီနေ့ပဲတရားဝင်ထုတ်ပြောထားတာမလို့ပြီးပါပြီသူတွေနေလဲပေါ့နော်ဆိုရင်ဆရာကြောင်းချဆရာမလို့ဘူးဆိုတဲ့ကြောင်းချင်တော်ဒီနေ့ကနေပြောလို့ပါတယ်ဒီစစ်ခွေးလော်ဘီတက်တက်ရတဲ့ဆစ်ရှုံးဘီဆိုတာနဲ့ကျွန်တော်ပြီးပါပြီသူတွေနဲ့တော်လိုင်းတဖို့နေကြတဲ့မှာအမြင်တွေလွဲအောင်ပေါ့နော်ဒီလိုမျိုးလှုပ်ဆောင်နေတယ်ဆိုတာကိုလည်းဒီနေ့ကနေတက်ခါတဲ့အတိပေးပြောလို့ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုဆိုပို့နေတဲ့ဘာသာတကောင်နဲ့ပြတော့မှာပဲညောင်ကျိုးမှာ A နဲ့ပုံသဖို့ဝင်နေစကောင်စီရဲ့ပေါ့နော်ထိုးစစ်တဲ့ကြောင့်အထီးနာနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောင်းလဲပြောင်းစားပြီးထားတဲ့ဟာပဲဖြစ်ပါတယ်ဒီကောင်ဘယ်လိုမျိုးပေါ့လို့ပဲစားပြီးထားလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်မြန်မာတပ်မလို့ကြီးကဂါတို့ကြီးအင်မတန်မှအားမရထိုးစစ်ကိုမစင်ဘူးထိုးစစ်ကိုမစင်ဘူးဆိုတဲ့ကိစ္စကိုတဖြည်းဖြည်းတဖြည်းနဲ့အခုချိန်မှာနည်းနည်းလေးသဘောပေါက်လာတယ်ကွာပြောပါဘာလဲဆိုတော့အခုနောက်ဆုံးပိတ်မိမိကိုကိုမိမိခုခံ ကာကွယ်တဲ့သဘောနော်ခံစစ်တွေပဲကစားရတယ်ဆိုလို့ဆိုဟိုဘက်ကနေပြီးတော့အလုံးရင်းလိုက်တိုက်လို့ဒီဘက်ကပြန်ခံချရတာအဲ့တော့ set defense လို့ရပြန်ကြည့်မယ်ဆိုလို့ကျလို့ရှိရင်ဟိုဘက်ကမင်းတိုက်စလောက်လာဒီဘက်ကမြည်သီးလက်နောက်ကိုမဆိုအသုံးပြုလို့ရတယ်ဆိုတဲ့သဘောစောင်းနေဟမ်ကဲကိုကြီးတို့တက်မတော်ရဲ့လေတောင်းထိုးစစ်ဆင်သွားတဲ့ရေစိတ်ရေတခုံကိုကိုကြီးတို့တုံးတက်ကြည့်အောင်တက်မတော်ကလေတောင်းစစ်စင်ရေးကိုပြတ်မှတ်တစ်ခုတည်းကိုလေးမြန်၅သီးနဲ့တပြိုင်တည်းဖြစ်သွားတယ်ဒီတစ်ချက်ဖနာပေတာနော်အေးအကျင့်အေးအကျင့်ကလေးမြန်တန်ကြောက်လို့ရှိလို့ရှိရင်ဂူတဲကိုသူက ဝင်ပြီးပုံးတဲ့အလေးအထရှိတယ်။ဒါနံပါတ်1ချက်နော်။အင်းအားတထောင်လောက်ကိုဒီနေရာမှာစုဖွဲ့ရဆိုတော့အတိအကျသိထားတဲ့တက်မလို့ဒီဟာအားတဲ့တစ်ချက်။ဒီချက်3ချက်ကိုကိုကြီးအတီးပြူကြီးပြောရမယ်ဆိုလို့ရှိရင်အေးကဒီရေစိမ့်ဒီမှာရှိတဲ့ရေဒီကုန်မှာရှိတဲ့ဒီကူတကူတဲ့ဝင်ပြေးလိုက်။နော်ဒီဟာကိုတက်မလို့ကနေပြီးတော့လေချောင်းတိုက်ခိုက်မှုကတက်ပြတ်မှတ်တကူတဲ့ကိုစုပြုံကြီးပြစ်တယ်ဆိုတဲ့ကိုဝင်သွားတဲ့အပေါက်ကိုပိတ်ပြီးတော့တခါတည်းအဲ့ဒီကူထဲမှာအယောက်တထောင်လုံးကိုမြေမြှုပ်လိုက်တာနဲ့မတူဘူးလား။ အခုညောင်ကျိုးမှာစစ်ဦးအေကတော်တော်ကျိုးသွားပြီကွာအဲ့တော့ဒီပြစ်ချက်ကရိုးတနန်းစစ်တိုက်တဲ့ပုံစံမျိုးနဲ့တိုက်မယ်ဆိုလို့ရှိရင်အဲ့ဒါဂျီနိုဆိုက်မြောက်တယ်နော်တက်မလို့ကခံစစ်ကိုပဲပြင်းထန်ကစားရဲဆိုတာဒီဂျီနိုဆိုက်ကိုလွတ်အောင်ယုံနေတယ်ဆိုတာဟုတ်စားဒီနေရာမှာထင်ရှားတယ်ကွာအဲ့ဒါကြောင့်မလို့ချိုးဟာတွေမှာတိုက်စစ်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 ကိုပြီးတော့မျောလင့်နေတဲ့အတိုင်း तू မလှုပ်တာဒီကောင်စားတော်လေးကိုအာတီးရောင်နေတာနော်မျောလင့်တို့စစ်တပ်ကအခုချိန်မှာ တိုက်ဆက်တင်မို့ဖို့ထိုးစစ်မှာပါကြာရှုံးနေတယ်ဆိုတော့တည်တင်းနေတာဖြစ်တယ်ကျွန်တော်တို့ညောင်ကျွနေမှာဆိုရင်လည်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေလူလဲနဲ့ကိုကိုတောင်မှပြန်ပြေတော့မှာပေါ့နော်ပြန်ဘုံကျတဲ့အနေထားတွေကိုကျွန်တော်တို့ကြာတိရတာမလို့သူတို့ရဲ့ဒီရုပ်မှအောက်တန်းကျတဲ့စေတရတွေနဲ့ကိုတပ်ဖွဲ့ဝင်တွေကိုထိုးကျွေးတယ်ဆိုတာကတော့ကျွန်တော်အားလုံးသိတာပဲဖြစ်ပါတယ်ကျွန်တော်တို့မကြာခင်မှာတော့အုတ်ရှိပင်မှာရှိတဲ့ကပါဆာဆလင်းနေရုံနဲ့ပင်ပြီးမျိုးထိတောင်မှဒီခြေတက်လာနိုင်တာမလို့စခွေးသက်တိုင်းနေတယ်လို့မျိုးအာမချောင်တော့ပဲနဲ့ပေါ့နော် ဒီကွဲလျောင်းငယ်သားတွေကိုပြန်ပြီးတော့မှဆုံးမတင်နေတာပဲဖြစ်ပါတယ်ကျွန်တော်ခုစဉ်လဲတိုင်းတိုင်းစစ်စင်ရဆိုရင်အောင်မြင်မှုတွေရရှိနေတာပြီးတော့မှမြောက်လိုက်နေတဲ့ပေါ့နော်ခုကလေးကဈေးချုပ်တင်ပြင်ဆင်မှုတွေလုပ်ရင်လုံးမလုပ်ဘူးဆိုတော့အလံဖြူထောင်းတင်နေပြီပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောနေနဲ့ဒီအပသမီဘောမကနေပြီးတော့မှပဲဒီ CDM ဆရာဝန်တွေကိုစစ်ကောင်စင်းနေပြီးတော့မှပြန်လဲလက်ခံမယ်ဆိုပြီးတော့မှပေါ့နော်ဝါတာဖြန့်ပြောဆိုလိုက်တဲ့ပုံမှာဘယ်လိုမျိုးတွေပြောထားအောင်မလဲဆိုတာကျွန်တော်ကြည့်လိုက်ရအောင်နော် စီဒီအန်လောက်သွားတယ်ဆရာဝန်1200ကျော်ကိုအစိုးရပြန်လက်ခံမယ်ဆိုတော့လေဟိုတကယ်တမ်းကြာကိုစိတ်ရင်အတိုင်းပြောရမယ်ဆိုရင်တော့လေလက်ခံခြင်း။ဘာဖြစ်လို့လဲဆိုတော့လူတွေရဲ့အသက်တွေကိုပြစ်ထားပြီးတော့ထွက်သွားခဲ့ရလေ။ဆရာဝန်ကြုံဝင်တယ်လည်းမညီဘူးပေါ့နော်။ဟိုလူတွေရဲ့အသက်တွေကိုရင်းပြီးတော့ပြစ်ထားခဲ့ရပေါ့။အဲ့လိုဆိုပြီးမဲ့လေမြန်မာပြည်မှာဆရာဝန်ရှားတယ်လေ။ အဲ့ဒီသူတို့စီဒီရလောက်သွားတော့ဆိုရင်တဲ့ဘိုးချုပ်ဇော်မင်းထွန်းရဲ့ဥစားတရင်စာရှင်းလေးပွဲမှာဆိုတရက်ကိုလူ1500ကျော်သေးတယ်လို့ပြောရဆရာဝန်မရှိလို့ပေါ့နော်အဲအမတရက်အဲလမ်းမှာစီးဆိုင်မှာတွေ့တော့သူပြောတယ်လေကြောက်မဲမြို့မှာတဲ့အစာအိမ်သွေးကြောပေါက်တဲ့ခါကြတော့တဲ့အဲသူဆရာဝန်မရှိလို့ပေါ့တကယ်တမ်းဆိုရင်အဲသွေးကြောပေါက်တဲ့ဟာလေးဆရာဝန်ရရှိလို့ရှင်ချက်ချင်းလုံလိုက်ရင်အသက်ရှင်မယ်ပေါ့နော်အဲ့ဒါကိုဆရာဝန်မရှိလို့ သူယောက်ျားတင်ခဲ့ရတာလို့အဲ့လိုမျိုးတွေပြောတယ်ဗောနော်နောက်အဲကလေးမမွေးနိုင်လို့ဗောတည်သွားတဲ့လူတွေအရက်ကလေးဆိုတာမဖြစ်မနေထွက်ကိုထွက်ရမယ်ဟာဆိုတော့အပြင်ကိုထွက်သွားတဲ့ခါကျတော့ဟိုအစင်မပြေဘူးဗောအဲ့လိုမျိုးတွေမိခင်တဲ့ကလေးတွေကမွေးပေးခဲ့တာတွေအဲ့ဒါလည်းကလေးမွေးပေးလို့ဆိုပြီးတိုက်ခိုက်တဲ့လူတွေကလည်းအများကြီးရှိခဲ့တယ်အဲ့လိုမျိုးပေါ့အဲ့လိုလောက်တဲ့ခါကျကျမတို့ဟိုအတ္တကြီးကြီးနဲ့ဆိုရင်ကျမတို့ကလက်မခံကြဘူး။ဒါပေမဲ့လေမြန်မာပြည်မှာ ဆရာဝန်အရန်ရှာတယ်လေကျက်မကြီးစနစ်လုံးကြီးကျက်မကြီးစနစ်တစ်ခုလုံးကြီးပြိုကွဲသွားအောင်ပိန့်ခဲ့တာပေါ့နော်ဆရာဝန်ဆိုကျမတို့ကတော်တဲ့လူတွေလို့အောက်မိတာတို့ကသူများရဲ့အဲတိုက်တဲ့ဟာကိုယုံပြီးတော့ပေါ့နော်လုတ်ခဲ့တာအခုတော့အပြင်မှာတို့လည်းတော်တော်ဒုက္ခရောက်နေပြီထင်ပါတယ်အဲ့တော့တဏ္ဍခစဉ်အတ္တနာခံစားတင်ပြီးတော့တဲ့ပြန်ဝင်มาပေါ့เนาะအဲလက်ခံရမှာပေါ့လက်ခံရမှာ ါလို့ဆိုကျမတို့မြန်မာနိုင်ငံကဆရာဝန်ရှားလို့ဆရာဝန်တယောက်ထွက်ဖို့ကြောင်းက9နှစ်လောက်တက်ရတယ်ကွပြီးလို့ရှိရင်လည်းအဲ့လိုပေါ့အလုပ်အကင်အတွေ့အကြုံတွေရဖို့လည်းတော်တော်လေးလုပ်ခဲ့ရပေါ့သူတို့ရဲ့လောက်ရက်ကိုဆက်လက်ပြီးစောင့်ကြည့်ရမှာပေါ့ဗျာဒီဘာသမီးရတော့ကျွန်တော်ပေါ့နော်စီရမ်လို့တောက်တဲ့ဆရာဝန်တွေကိုစောကားမောကားနဲ့ပြောဆိုထားတာကိုတွေ့ရတာပဲဖြစ်ပါတယ်ပြောလိုက်လို့စစ်တက်ကနေပြတော်မှစီရမ်ဆဲဝန်တွေပေါ့နော်ပြန်ပြတော်မှဝင်လာခဲ့ကြဖို့ပြောဆိုနေပေမဲ့အခုချိန်မှာကျတို့ဒီကြားတရားတလို့ဒီ batch alive ပါနော်စကောင်ဆီကနေပြည်မဆီဝင်လက်မှတ်တွေပြင်ပြည်မသိန်းစင်းတွေလို့တရားတာပဲဖြစ်ပါတယ်။ငွေရှန်တဲ့လူတွေကတော့စကောင်ဆီနဲ့ပူပေါင်းပြီးတော့မှနိုင်ငံခြားထုတ်ခွင့်ရတာတွေပြီးတော့မှ passport လုတ်ခွင့်ရတာလည်းကျွန်တော်တို့အဲ့လိုမျိုးပေါ့နော်အခွင့်ထူးခံလူကန်းစားတွေလက်ရှိတယ်ဆိုတာကိုကျွန်တော်တွေ့ရပဲဖြစ်ပါတယ်။ဆိုတော့စကောင်ဆီအနေနဲ့ဘလောက်ပဲပေါ့နော်စီတမ်ဆီဝင်တွေကို fake ဖွာတယ်ပြောပြောသူတို့အနေနဲ့ကတော့ကြားထဲမှာတော့ဒီလုတ်ွက်တွေရှိနေတာဖြစ်ပြီးတော့မှဒါကကျွန်တော်တို့ဒီပြည်သူ့ဘက်ကိုထောက်ခံရက်တည်နေကြတဲ့ဆီဝင်တွေနဲ့ အခုဆိုရင်ဆက်လက်ပြီးတော့မှပေါ့နော် ပြီးသူအချို့ကိုတည်ပေါ်နေကြတဲ့အုပ်စုတွေကတို့ရနေပြီးတော့မှထိုးနေလို့ဆိုရင်လည်းဒီလိုမျိုးဆက်လက်လို့ဆောင်နေကြတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ပြောနေတာကတော့တော်လိုင်းရေးမှာပြီးသူအားလုံးပူပေါင်းပြီးတော့မှတိုက်ထွက်ရမယ့်ချင်းဖြစ်ပြီးတော့မှမြောက်လိုင်းတို့ဒီနေ့ထဲမှာမကြဘူးဆိုတော့ပေါ့နော်ကျွန်တော်အနေနဲ့ဒီလိုမျိုးဆက်လက်ပြီးတော့မှစစ်ကောင်စီရဲ့ပြည်သူ့မြန်မာလူချုံခိုင်းမှာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ဆုံးဗီဒီယိုတပိုးအနေနဲ့ကိုစီရနေပြီးတော့မှ ကျွန်တော်လူငယ်တွေပြည်တော်မှာပြည်သူတွေအားလုံးပါနော်ဆန္ဒပြတဲ့နေရာမှာဘယ်လိုမျိုးထိထိရောက်ရောက်နဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုစန့်ကျင်ဆန္ဒပြရမလဲဆိုတာကိုတုံ့တပြောဆိုထားရပဲဖြစ်ပါတယ်ကျွန်တော်အဲ့ဒါလေးတစ်ချက်လုံးကြည့်လိုက်ရအောင်နော်အာနာတိန်းကြားတဲ့စစ်ကောင်ဆောင်တွေကသူတို့ရဲ့တိုင်းပြည်ရဲ့အာနာကိုထုတ်ကန်နိုင်ဖို့အတွက်နိုင်ငံတကာလက်ခံမှုလိုအပ်တယ်အဲ့တော့နိုင်ငံတကာလည်းရှင်းရှင်းပြောရရင်တော့တရားတာမတရားတာနိုင်အောင်မင်းတို့ချင်းချင်းအစဉ်ပြေပြီးတော့မင်းတို့အိမ်မှာပွဲပြိုင်ပြီးတော့ဆိုတဲ့အထာမျိုးရှိတယ်အဲ့ဒီအတွက် ာနာတိန်တဲ့ပေါင်းလေးကဘာလို့ဆိုတိုင်းပြည်အာနာတို့အပြည့်အဝချုပ်ခိုင်နေပြီတို့ရဲ့အုတ်ထုံးမှုအောက်မှာရောက်နေပြီဆိုတော့အရန်ပြချင်ကြတယ်အဲ့လိုပြဖို့အတွက်နီးမျိုးစုံနဲ့ကြိုးစားတယ်နော်အတူရောတန်ပြန်ဆန္ဒပြမှုတွေတို့ထောက်ခံနေဆိုတဲ့အရာမျိုးတွေအဲပြီးလို့ရှိရင်ပျော်ပွဲရှင်ပွဲတွေနော်အပြည်သူတွေအေဂျင့်တွေအောင်ပုံစံမျိုးတွေစတဲ့ပြင်အဲ့လိုဟာတွေကိုနိုင်ငံတကာကိုပြပြီးတော့တို့ကနိုင်ငံတကာရဲ့ထောက်ခံမှုလက်ခံမှုကိုလိုချင်ပြီးရောက်လို့အဲ့တော့နိုင်ငံတကာလက်ခံရင်တို့ကအစိုးရဖြစ်ပြီဘလောက်ပဲပြောသူတိုင်းပြည်ရဲ့ တက်တက်လက်လက်ချီလို့လက်လက်မဲ့ပြည်သူကိုအတင်းအကမလှုပ်ပြီးတော့အာဏာကိုတိုင်းပြည်လုံးစုပ်တိုင်ထားပါစေဘလောက်ပဲသူတို့ကိုသူတို့အစိုးရလို့ပေါ်ပါစေနိုင်ငံတကာသူတို့ကိုအစိုးရဖြစ်အတိမတ်မပြုတ်တွေ့အဲ့ဒီကောင်ကြီးလူရမဝင်လက်ရှိအာဏာတက်ရတဲ့မင်းအောင်နဲ့ခေါင်းဆောင်နဲ့စစ်ကောင်စီကအဲ့ဒီဘဝရောက်သူ့ကိုထောက်ခံပါတယ်ဆိုတော့တရုတ်နဲ့ရုရှားတော့မှာနော်တရုတ်ကဒီနေ့အချိန်ထိမင်းအောင်နိုင်အာဏာတက်ရတဲ့ဒီစစ်ကောင်စီကိုမြန်မာနိုင်ငံရဲ့တရားဝင်အစိုးရပါလို့အတိမတ်တရားဝင်ပြုတ်တာရှိတယ်အဲ့ဒါအဖြစ်ပဲရှိသူတို့ထောက်ခံတယ်နော် သူတို့အာနာရဖို့အတွက်မိမျိုးစုံနဲ့ပံ့ပိုးနေတယ်ဒါပေမဲ့လို့မင်းအောင်လိုက်ဗိုလ်ချုပ်မူကြီးမင်းအောင်နိုင်ဒီအာနာတိုင်းကြတဲ့စစ်ကောင်စီဒီမြန်မာနိုင်ငံရဲ့တရားဝင်အစိုးရပါလို့တရုတ်ကမပြောတော့တွေ့အဲအဲ့ဒါဖြစ်ပဲအဲ့တော့သူတို့ကိုစန့်ကျင်နေရှုံချနေလက်မခံနေတဲ့အခြားတော့ကမ္ဘာနိုင်ငံတွေဆိုတာအဝေးအဲ့တော့သူတို့ကဘာဖြစ်ရှင်လဲဆိုတော့သူတို့ကိုကမ္ဘာကလက်ခံအောင်မိမျိုးစုံနဲ့ကြိုးစားနေတယ်အဲ့လိုကြိုးစားတဲ့အထဲမှာကျွန်တော်မနေ့ကပြောသူကြော်ပွဲရှင်ပွဲတွေလုပ်ပြတယ်လူတွေမစီကားစီကားရိုးရပွဲတွေကျင်းပကျင်းပပြတယ် ပြီးလို့ရှိရင် agent နဲ့ data တွေမှာအခုဆိုရင်ကယူကောက်ပွဲရလောက်တော့မယ်တကောင်စင်းကောက်တယ်ဆိုတာလေယူကောက်ပွဲလောက်ကိုယူယူကောက်ပွဲဘယ်လိုလုပ်မလဲသူတို့အုတ်ထုတ်လို့ရတယ်သူတို့အာနာတက်ရောက်နေတဲ့ data လေးမှာကွက်ပြီးယူကောက်ပွဲလုပ်မယ်ပြီးလို့ရှိရင်ဒီကနေဒီသူကသူတို့လက်ခံလာတဲ့ယူကောက်တင်ပြောင်းလိုက်တဲ့အစိုးရပါဒီကနေပုံမှန်ပြီးနိုင်ငံထွက်ပေါက်ထွက်မယ်ဒါအောက်နာသားကလေးတစ်ချက်ဓမ္မတွေအလုပ်အဲ့တော့ကျွန်တော်တို့တော်လှန်တဲ့ပြည်သူဘက်ကဘာလို့ကရန်သူကပျော်စင်မပျော်နေပြဘူးရန်သူကစီကားနေစီကျွန်တော်တို့ကမစီကားအောင်နေပြအဲ့ဒါတော်လှန်ခြင်းပဲတော်လှန်ရေးဆိုတာလက်လက်ကန်ပြစ်တာတခုလေးကိုတော်လှန်ရေးလို့ကျွန်တော်တို့အမှတ်ထားလို့မရဘူး ဒါကြောင့်မလို့ပျော်ပွဲရှင်ပွဲတွေကိုမတွားချမှန်းနဲ့ဒီကာလကြီးရဲ့အတိုင်းကြီးရမတာအီလိုစက်တင်မဲ့နေတယ်။နောက်တစ်ခုကရန်သူကစီကားခိုင်းကျင်တယ်။အာဒီတိုင်းကြီးကသူတို့ရဲ့အုပ်ချုပ်မှုအောက်မှာအေးအေးသေးသေးရင်ရှိနေပါပြီစတဲ့ဖြစ်နော်။ဖာတယ်မှပစက်လို့ပုံမှန်၄၀နဲ့ကဘာကိုသူတို့ဖာကြလို့လုပ်နေတာ။အဲ့တော့အချိန်မှာကျွန်တော်တို့တံပြန်ဆန္ဒပြပွဲတွေအင်မတန်အရေးကြီးတယ်။နော်အဲ့တော့သူတို့အုပ်ချုပ်လို့မရတဲ့ဒေတာတွေအဓိကကတော့သူတို့နှိမ်နင်းလို့မရတဲ့ဒေတာပဲ။ ဖြစ်နိုင်သူတို့နိုင်ခြင်းလို့ရတဲ့ဒေတာမှာလောက်ပြနိုင်ပိုကောင်းတယ်အခုရန်ကုန်မှာဆိုချွတ်တဲ့လူငယ်တွေပပပပဆိုဆိုင်စီဆန္ဒပြပွဲစာရွက်တဲ့ဝေကန်းနဲ့ကျင်းညာနဲ့ပြီးဆိုရှယ်မီဒီယာပေါ်တင်နေပြီးချေဖြတ်သွားတယ်ဒါတွေကတကယ်လိုအပ်တယ်အဲ့တော့စွန့်စားတဲ့လူငယ်တွေကိုလေးစားဖို့ကောင်းတယ်ဘာဖြစ်လို့လဲလက်မခံဘူးနောက်တစ်ခုကအဲဒေါ်လာရဲ့အတိတ်နိုင်ငံရဲ့အတိတ်ဆိုတာလူတိုင်းမှမရှိဘူး ကဲရတော့ကိုဆရာနေပြတော့ပါနော်မြောက်လန်တို့စစ်တပ်ကအခုဆိုရင်ကဘာကနေပြတော့မှတေဝင်တိမှတ်ပြအောင်နှီးမျိုးစုံနဲ့စ조사နေတယ်ဆိုတဲ့အကြောင်းပြောဆိုထားတာဖြစ်ပြတော့မှကျွန်တော်ဘက်ကနေပြတော့မှလည်းပေါ့နော်မလိုနီလန်းတွေနဲ့စစ်ကောင်စီကိုတွန်းလှန်နေလဲဆိုတာကိုပြောဆိုထားတာပဲဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်2025ခုနှစ်ထဲမှာမြောက်လန်ကနေပြတော့မှပေါ့နော်ရွေးကောက်ပွဲကျင်းပပြတော့မှနိုင်ငံရေးထုတ်ပေါက်နေတဲ့ရှာပြတော့မှတမရဝင်လို့ချင်နေတာကိုကျွန်တော်အနေနဲ့တာစီဖို့အခုဆိုရင်တော်လိုင်းရေးတပေါင်းစုတွေပြင်တက်ဆိုင်ပုံကိုတွေကနေပြတော့မှပေါ့နော်ဝင်ဝင်စ조사နေကြတာမလို့ပြည်သူတရလုံးအနေနဲ့လည်း ဒီတတိအနိုးချထားပြီတော့မှာပေါ့နော်အခုဆိုရင်အလုံးဝိုင်းဝန်းပူပုံးတင်နေတာပဲဖြစ်ပါတယ်မြောက်လိုင်းနဲ့ဘလောက်ပဲပေါ့နော်ကျွန်တော်တို့ပြည်သူတွေကိုဝါရမိုင်းတိုက်ပြီတော့မှာတိုင်းပြည်ရဲ့အချမ်းနယ်တွေတဲ့ပုံစံမျိုးပြသနေပါစေကျွန်တော်တို့အနေနဲ့ဆက်လက်ပြီတော့မှာဒီတော်လိုင်းမျိုးပူပုံးပါဝင် ပြီတော့မှာပေါ့နော်အနာရှင်ကိုဖြုတ်ချလိုက်မယ်ဆိုရင်တော့ကျွန်တော်မြေဘက်ပြည်သူတွေလိုချင်နေတဲ့ငင်းချိုင်းစစ်မှပြင်ကိုရည်ဒီ next generation တော့လဲပေါ့နော်စေးရရောက်မယ်ဆိုတဲ့အကြောင်းပြောချင်တဲ့ကျွန်တော်ဒီနေ့နေခင်မဲ့တစ်ဖက်ဗီဒီယိုကိုဒီနေရာမှာပဲဆုံးသတ်ချင်ပါတယ် ဆက်ဆုံးကြည့်ရှုပေးကြတဲ့မြို့ပပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့မှမြောက်လိုက်မေးပေးတာနဲ့ကြင်ွေးကြပါစေလို့ကျွန်တော်ဒီနေရာကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်